ဆိုတော့ကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြာမှာကတော့မနေ့ကကျွန်တော်တလိုင်းရဆူရီကနေပြီးတော့မှကလေးမျိုးနဲ့တောင်ပိုင်းပြိုဆိုရီရော်တွေမှာပြောင်းဝဲနေတဲ့စစ်ကောင်စီရဲ့ Mi-35 ရဟင်ကိုမောင်ပြစ်ခတ်နိုင်ခဲ့တယ်ဆိုတဲ့တဲ့င်းပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှဆရာလူမျိုးကျော်ကနေဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်။ဒီကနေ့မှာစကိုင်းတိုင်းကလေးမှာအမိုင်35တစည်းကိုတော်လိုင်းတက်တွေက1.5စက္ကန့်များနဲ့ပြစ်ခတ်တိုက်ခတ်နိုင်ကြအောင်ကျွန်တော်တို့သိရှိရပါတယ်ခင်ဗျ။ဆိုတော့စကိုင်းတိုင်းကလေးမျိုးနဲ့တောင်ပိုင်း ကြေးရွာတွေကိုလေချောင်းတိုက်ခိုင်းမှုတွေလုပ်နေတဲ့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ကထွက်ခွာလာတဲ့ MI 35ရဟရင်ဟာတော်ရင်တက်တည်ရဲ့ Wi-Fi စက်တနက်နဲ့ပြတ်ခတ်မှုကြောင့်ထိမှန်ကမိခိုးများဦးပြီးအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်ဆင်းသက်ခဲ့တဲ့နေရာကတော့ပြူစောထိများရှိတဲ့ကြေးရွာတစ်ခုလို့ကျွန်တော်တို့သိရပါတယ်အနောက်မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှုမျိုးမင်းထွေးဦးဆောင်တဲ့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ဟာ ဒီကနေ့29ရက်နေ့ဒီကနေ့မနက်မှာပဲအမိုင်35နဲ့စကနိုင်းကလေးတောင်ပိုင်းရှိရွာတွေကိုတရဇက်တိုက်ခိုက်နေပြီးဒီတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူအများအများတိတ်ဆုံးခဲ့ရတယ်လို့ကျွန်တော်တို့သိရပါတယ်။စကိုင်းကိုပြင်းပြင်းထန်ထန်ထိုးနှက်တိုက်ခိုက်မှုဟာခက်စိတ်စိတ်ဖြစ်လာနေတယ်လို့စကိုင်းမကွေးကိုခက်စိတ်စိတ်စစ်ကြောင်းထိုးမှုတွေမပြတ်တွေ့နေရပါတယ်။ဒါပြင်ကဲနီကိုကဲနယ်လီတမဟာရဲ့ထိုးစစ်တွေဒီနောက်ပိုင်းတရဇက်ဖြစ်လာနေပါတယ်။ ဒီကနေ့ဒီဒီကနေ့မှာ corporate တိုက်ပွဲဟာပြင်းထန်လျက်ရှိနေပမော်ဟာလည်း60ရာခိုင်နှုန်းတိမ့်ပတ်ထိမ့်ချုပ်ထားပြီလို့ကျွန်တော်တို့နောက်ဆုံးသိရှိထားပါတယ်ဗမော်မြို့မှာစခခ27ကရင်ပြည်နယ်မှာစခခ17ဒီနှစ်ခုကဘယ်သူအရင်ကြမလဲလို့ကျွန်တော်မေးခွန်းထုတ်ပြီးသားဖြစ်ပါတယ်ကျွန်တော်ထင်တာကတော့စခခ27အရင်ကြဆုံးလိမ့်မယ်လို့ရှုမြင်သုံးသပ်ပါခင်ဗျ အဲ့တော့ကဲလီကိုကင်းနေတက်တည်ရဲ့ဒီကနေ့စကန်သိတိုက်ပွဲတစ်ခုကိုကျွန်တော်တင်ပြပါရစေတဝဲမောင်းမဲရှောင်ရစကန်ကိုကဲလီကိုတက်မဟာလီတဝဲခံကတိမ်ပိုက်လိုက်တယ်လို့ဒီနေ့ထုတ်ပြန်ချက်များရသိရှိပါပါတယ်ကဲနလီတက်မဟာလီတရင်စနစ်တဝဲကမောင်းမဲရှောင်စကန်ကိုတိမ်ပိုက်လိုက်ပြီလို့သိရှိပါပြီလက်နက်ခဲရန်အမြောက်အများကိုတင်စီရောက်နေပါတယ် ဒီမှာဆရာလူမြတ်ကျော်ပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ကလေးမျိုးနဲ့တောင်ပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ဒီလိုမျိုးပြည်သူတွေပေါ်မှာနေစစ်တပ်ဖြတ်မှုတွေလှုပ်ဆောင်နေတဲ့ MI35 ရဲရင်ကိုတော်လိုင်းရဆူရနေပြီးတော့မှပြစ်ခတ်နိုင်ခဲ့တာပြီးတော့မှနေမီခုံးဝင်းတွေနဲ့သူပြန်လည်ပြီးတော့မှပေါ့နော်အရေးပေါ်ဆင်းသစ်ခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်ခုဆိုလဲ Can you can LA နဲ့ KA ကနေပြီးတော့မှသူတို့ နေရာဒေသတော်တော်များများစစ်ကောင်စီရဲ့စစ်စခန်းတွေကိုတင်ပေးဖို့စူးစမ်းနေတော့မှာဖြစ်ပြီးတော့မှအနည်းဆက်ဆုံးကျွန်တော်အနေနဲ့မကြခင်မှာတော့ဘော်မြို့ဟာဆိုရင်တော်လိုင်းရဆူတွေရဲ့လက်ထဲကိုရောက်ရှိနိုင်တယ်ဆိုတာလည်းကျွန်တော်အလုံးသိထားတာဖြစ်တယ်ဆိုတော့မြို့လိုင်းတို့အုပ်စုအနေနဲ့ပြည်သူတွေပေါ်မှာဒီလိုမျိုးဆက်လက်ပြီးတော့မှမယူအဆန်ပြီးတော့မှတပ်ဖြတ်မှုတွေလို့ဆောင်နေပေမဲ့တပ်ဖြတ်မှာကျွန်တော်တော်လိုင်းရဆူတွေကနေပြီးတော့မှနေစင်နဲ့များပါတော့သူတို့စစ်စခန်းတွေကိုတခုပြီးတခုရရှိအောင်စူးစမ်းနေတာကိုလည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့တော်လန်ပြတော်သားသူဖြစ်တဲ့မှတဲတဲကနေပြီးတော့မှ ကျွန်တော်အခုဆိုရင်ဒီစစ်ကောင်စီနဲ့ပူးတွဲပြီးတော့မှလှုပ်ဆောင်နေကြတဲ့တရုတ်နိုင်ငံရဲ့အချိုးစည်းပွဲတွေကိုဘာကြောင့်ကာကွယ်နေရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပါနော်သူရဲ့အမြင်ကိုတုံ့ပြန်ပြဆိုထားတဲ့အရာလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဘာအကြောင်းဒီတရုတ်ရဲ့စီးပွားရေးတွေကိုပေါ့နော်ဘာကြောင့်မို့ကျွန်တော်တို့ကဟိုစောင့်စည်းဖို့လိုအပ်တာလဲဘာလဲအကယ်၍ကျွန်တော်တို့နိုင်ငံအနေနဲ့တရုတ်ရဲ့စီးပွားရေးတွေကိုဖျက်ဆီးလိုက်မယ်ဆိုရင်တာဝန်ယူရမှာကဘယ်သူတွေလဲပြည်သူတွေအားလုံးတာဝန်ယူရမှာလားဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ကျွန်တော်အဲ့ဒီတရုတ်ရဲ့စီးပွားရေးတွေကိုမထိတ်သိမ်းတော့ပါပဲနဲ့နော် ဟိုဖြစ်စီဖြစ်မယ်ဆိုလို့ရှိရင်တရုတ်ကစီးရင်နဲ့ဝင်ရောက်လာဖို့အခြေအနေကိုရှိနေတာလားဘာကြောင့်ကျမတို့ကသူ့ရဲ့စီးပွားရေးကိုဒီလောက်ဖိနှိပ်နေတဲ့ဈာကနေပြီးတော့ဒီတရုတ်ရဲ့ဟိုပေါင်ဝင်ပတ်သက်မှုတော့ထောက်ထောက်တော်လည်းနောက်နေနေတယ်နော်နည်းနည်းပြန်ပြီးတော့ဒီလာရှိုးကိုပြန်ပေးရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ကျမတို့ကသူတို့ကိုစောင့်စည်းရတာလဲပေါ့နော်အရန်တော့မြင့်သွားပြီဖြစ်တယ်နော်မြင့်သွားလို့လေဒီမှာအုံနောက်နဲ့တိတ်ပြီးတော့လိုက်မမီတဲ့အိစာဖြစ်တယ်။ကျမတို့ကတော့ရိုးရိုးပြည်သူတွေဖြစ်တယ်ပေါ့နော်။ရိုးရိုးပြည်သူတွေဖြစ်တဲ့အတွက်ကျမတို့ကဒီလိုမျိုး ဟုတ်လားကိုနိုင်ငံကိုနော်မကူညီတဲ့အပြင်ကိုနိုင်ငံရဲ့စီးပွားရေးအကျိုးစီးပွားရေးအကျိုးအမြတ်တွေကိုလည်းနော်နစ်နိုနစ်ရှေလာများနော်ရာစုနှစ်တစ်ခုချိန်ပြီးတော့နော်ယူထားတဲ့အပြင်ကိုနော်မြန်မာနိုင်ငံကိုအမျိုးမျိုးစစ်ရေးပြိပခပြအောင်ဖန်တီးပေးခဲ့တဲ့ဒီတရုတ်ကြီးအမျိုးမျိုးကျွန်တော်တို့ကိုဒုက္ခရောက်အောင်လုပ်နေတဲ့တရုတ်ရဲ့လောင်းရေးအောက်ကနေတော်တော်ဒီဘာကြောင့်ရုံးမထွက်နိုင်တာလဲနော်ကဘာကြောင့်သူ့ရဲ့စီးပွားရေးတွေကိုကျွန်တော်တို့ကဆော့ရှော့ပေးဖို့လိုအပ်နေတာလဲကျွန်တော်တို့ပြည်သူတွေရဲ့အသက်အိုးအိမ်ကြောက်လားနော်ဒါကတော့ကျွန်မကျွန်မဟိုအုံနောက်နဲ့လိုက်မမီတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ပေါ့နော်ဒါကိုကျွန်မစဉ်းစားနေတာပေါ့လေအဲ့တော့ စစ်ကောင်စီကတစ်ချိန်လုံးကျွန်တော်တို့ပြည်သူလူထုကိုနော်ဟိုအစ်စ်နိတ်လူတန်းစားတွေလို့ပဲတတ်မှတ်ခဲ့တာလေသူတို့လုတ်ချင်ရလုတ်ခဲ့တယ်ဆွဲချင်လို့ဥပဒေဆွဲခဲ့တယ်နော်အခုဒီရက်ထဲမှာထွက်လာတဲ့ဂျင်းတွေရှိတယ်အဲဒီဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ခြံစည်းရိုးကိုခိုးပြီးတော့ညီတွေခိုးပြီးခတ်နေတဲ့ကိစ္စကိုဟိုတွန်လင်းတက်ခွဲတွေနဲ့တွေ့လို့ဒါတားမြစ်လိုက်ရတဲ့ကိစ္စတွေရှိတယ်နော်နောက်ခုဒီလာရှိုးကိုပြလိုက်ရတဲ့ကိစ္စကလာရှိုးထဲကိုတရုတ်တွေဝင်လာပြီးတော့သူတို့လုံနေတဲ့ဟိုတပ်ပုံတွေထွက်လာတာရှိရပေါ့နော်သူတို့ရဲ့မြို့အပိုင်လိုလိုဖြစ်သွားတဲ့ပုံစံမျိုးတွေထွက်လာတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလာရှိုးကြီးကနော်မအန်လာလို့ เนาะသူတို့ပြန်ယူတယ်ဆိုပေမဲ့ကျမတို့တိရတလောက်ကြားရတလောက်ကတော့ဒါတရုတ်ရဲ့လက်ထဲကိုထိုးထည့်လိုက်တာဖြစ်တယ်အဲ့တော့ဒီလားရှုံးကတရုတ်ရဲ့အပိုင်ဖြစ်သွားတော့မှာလားပေါ့เนาะဆက်ကကြတော့လောက်ချက်တလို့ဖြစ်ချက်တလို့ဖြစ်နေတယ်ကျမတို့နိုင်ငံကြီးကလေဖြစ်ချက်တလို့ဖြစ်နေတယ်ဒီမအလာကြီးကိုဒါကျမတို့အမြန်ပေါ့နော်ဒီဒေါ်လာရေးကိုကျမတို့တစ်ဖက်ဖက်ကိုအလေးတအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့အနာဂတ်ကတော်တော်ကြောက်စရာကောင်းတယ်ဒီမှာမှာတဲတဲပြောထားသလိုပဲတရုတ်နိုင်ငံအနေနဲ့ကျွန်တော်တို့ပြည်သူတွေပုံမှာ အခုဆိုရင်စစ်ကောင်စီကိုပေါ်တင်ထောက်ခံမှုတွေလောဆောင်နေပြီးတော့မှကျွန်တော်တို့နိုင်ငံထဲကနေပြီးတော့မှတရားစာတမျိုးစုံကိုကိုသွေးဆိုးရယူနေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကနေပြီးတော့မှထီထီရောင်းနေပေါ့နော်ဒီလိုမျိုးဖိအားပေးမလို့ဆောင်နေတာကကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးဟာခွက်တွေရှိနေလဲဆိုတာကိုစင်ဆာဆင်ခြင်တင်နေပြီးဆိုတဲ့အကြောင်းတော့နေပြီးတော့မှထောက်ပြပြောဆိုသွားတာဖြစ်တယ်အခုဆိုရင်လာလာရှုမျိုးရဆိုရင်စစ်ကောင်စီကနေပြီးတော့မှပြန်လည်ထိန်းချုပ်တယ်ဆိုပေမဲ့တကယ်တမ်းကျတော့တရုတ်ရဲ့ပေါ့နော်အဓိက ကြီးဆိုတဲ့လက်ကွက်တွေကိုကျွန်တော်တို့ဟိုဆန်တွေ့နေရတာပြပမာဂျန်တဲ့နေရာတော်တော်များများဆိုလားဒီစစ်ကောင်စီအပေါ်မှာတရုတ်ကနေပြပမာဖိအားပေးလို့ဆောင်မှုတွေလည်းကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။တော်လိုင်းရဲ့ပေါ်မှာလည်းဒီတရုတ်ရဲ့လွန်မှုမှုတွေကကြီးတဲ့ထက်ကြီးလာတာပြပမာကျွန်တော်တို့မြို့ပပြည်သူတွေအနေနဲ့ကတော့အခုလိုမျိုးတရုတ်နိုင်ငံနဲ့ပြပနိုင်ငံအင်းနီချင်းနိုင်ငံတွေရဲ့ကျွန်တော်ပြည်သူပြည်သားတွေပေါ်မှာဖိနှိပ်ချုပ်ချယ်ဖို့စူးစမ်းနေကြတဲ့ပုံမှာအလုံးဝဝဆူစီပြီးတော့မှဒီတော်လိုက်မှာစစ်ကောင်စီကိုအမြန်ဖြုတ်ချဖို့လိုနေပြီဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ကြားသိနေရတာပဲဖြစ်ပါတယ်။ နောက်ထပ်ဗီဒီယိုသဘောတင်တဲ့ကတော့အဘသားစပွင့်ရနေပြီးတော့မှသူ့ကိုလိုင်းပေါ်မှာအားချောင်းပြီးတော့မှ dead fight မယ်ဆိုပြီးပြောနေတယ်ပေါ့နော်ဒီဘောမှမင်းသားကြီးဆိုတဲ့ငါနဲ့ကိုဘယ်လိုမျိုးစိန်ခေါ်ပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီမင်းသားကြီးဆိုတဲ့ကောင်ပေါ့နော်ခင်ဗျားတို့ကြီးလဲကြီးရမှာပါဒီကောင်အကြောင်းပြောချင်တာဒီကောင်ကမန္တလေးမှာတက္ကသိုလ် KTV မှာလာပြီးတော့နော်အဘကကြိုကြီးဦးမင်းအောင်လိုင်းသားလိုလို तू ကသူ့ကိုသူတို့အဘကကြိုကြီးဦးမင်းအောင်လိုင်းသားအကြီးကောင်နဲ့နော်နိုင်ငံတော်ကစားအတာတို့ ဟိုအက်စီဒီတို့လည်းလောက်ကြပါဦးနော်သူကဦးမင်းအောင်လိုက်သားအကြီးကောင်နဲ့ဒီမှာကျွန်တော်လည်း message တွေရေးထားတာဟမ်သူ့အဖေတဲ့ချစ်ဖေချစ်မရေးတဲ့ယုတ်ကကလတိန်ယုတ်နဲ့ဟမ်ယုတ်ကဒေအိုးဖင်ယုတ်နဲ့ဒေအိုးဖင်ကိုစီလူထားပြီးတော့မဲပြောင်လိုက်တာမှသူ့တက်ကြည့်ကောင်းသေးတယ်နော်စကားပြောလို့လည်းသူ့အောက်မှာမရှက်ဘူးမန့်နေသွားကြည့်လိုက်ခမားကဗာလေရစားရောင်းနေတာလားတို့ဟမ်ရထားပေါ်မှာဆေးရောင်းနေတာလားတို့ဟမ် ပြီးရင်သူ့ကိုဘယ်သူမှမြောက်ပေးလိုက်လည်းမသိဘူးဗုဒ္ဓရဲ့စစ်တီတော်ရဲ့ဟမ်ဗုဒ္ဓစစ်တီတော်ရဲ့အဖွဲအကြီးအကဲခေါင်းဆောင်လေအဲ့ဖွဲဘယ်ရရှိလားဒီကောင်ဘလို့ကောင်းလဲသူပြောတော့ဗုဒ္ဓစစ်တီတော်ရဲ့အဖွဲအကြီးအကဲခေါင်းဆောင်လေပြောတယ်သူကကြတော့ငားမွေးနေတယ်ဘဝေသွိုးနဲ့ဒီကောင်နဲ့ညီကိုများတော်လားမသိဘူးငားရောင်းမနေဒီကောင်ရောင်းခိုင်းလားမသိဘူးနော်ကိုကနိုင်ငံသားအနေနော်ယုတ်ကဗျာဒေဟုစီလူပြီးမဲတဲ့နေတဲ့ယုတ်နဲ့ဗုဒ္ဓရဲ့စစ်တီတော်ရဲ့အဖွဲအကြီးအကဲရဲ့ခေါင်းဆောင်ဆိုပြီး မင်းတရားတော့မယ်လေကျွန်တော်ဟမ်ဟမ်သူ့ယောက်ကဘာသူ့ရဲ့စောက်ရုံနဲ့စောက်တန်ဘလို့တန်နေသီလားဒန်နေဝရံဒီရဝရံပြလမေခုနေဝရံစလိုက်ခုနေဝရံလိုက်တယ်နော်ဟမ်ဘောမအစက်ကောင်ဟမ်သူ့အတန်ကိုကြည့်လိုက်သူပြောနေတဲ့အတန်မြမနိုင်ငံမှာရှိတဲ့ယဟန်ရှင်လူမိမပြည်သူညီကိုမောင်နှမများခင်ဗျာ ကျွန်တော်မပြောတတ်ဘူးကျွန်တော်လည်းအမှသူများလာပို့တာဒီကောင်နဲ့ကျွန်တော်လည်းဖရမ်းမဖြစ်ဘူးကျွန်တော်သိတာကတော့ဒီကောင်ရဲ့စောက်ခွက်နဲ့စောက်ရုံနဲ့ဟာဒန်နဝါရံဂျီရဝါရံဘီလမြိုင်ခွန်နဝါရံဆလိုက်ခွန်နဝါရံပလင်းခွန်နဝါရံဆိုတဲ့ကောင်ပြီးတော့ကျွန်တော်ဟိုတဲ့မင်းအားနဲ့ MD1 PDF တဲ့ဟော MD1 PDF ခေါင်းဆောင်နဲ့ကျွန်တော်ကြောက်နေတဲ့ဟိုရမခဟုတ်ပါဘူးရမခကတော့ဖြစ်တယ်ဗါလဲ စကိုင်းဟိုတဲ့စစ်ချောင်းထိုးတဲ့စစ်ချောင်းနေတဲ့နေပြီးတော့အမြန်လမ်းပေါ်ကိုတက်လာတဲ့ဟို PDF တွေတဲ့သူပြောသေးတယ်နော်အဲ့ဒါသူပသက်ကပြောတာခင်ဗျားတို့စာအတာတို့ SCP တို့လည်းဒီကောင်ကိုလွှတ်ထားဒီကောင်ကိုလွဲသုံးသားတွေလိုက်လုံနေတာပြီးတော့ပါလေနေပြီးတော့တွေကိုဝင်လာတဲ့ PDF တွေအားတဲ့ကျွန်တော်သတင်းပေးလို့တဲ့ကျွန်တော်ကအလူခံစားတာတဲ့အခုကျွန်တော်အလူခံနေတာအလူဒီမာလာမဲ့ကျွန်တော်အလူခံဘူးရင်ကျွန်တော်လာပြောပါ ဘွေရတော့တော်လေးပေါက်ကွဲနေတာပေါ့နော်။ဒါပေမဲ့သူပြောသွားတဲ့ပုံစံကတော့ဒီမင်းသားကြီးကတော့တော်တော်လေးကိုပလက်ချွတ်သွားတဲ့ပုံစံမျိုးဖြစ်ပြီးတော့မှအခုဆိုရင်ဇော်ဘင်းကိုအကြောင်းမရှိဒီမန္တလေး PDF နဲ့တောင်မှဒီဆွဆွဲပြီးတော့မှပြောဆိုနေတာပေါ့နော်။ကျွန်တော် PDF တွေရဲ့တိတ်ခါတောင်ကြာသေးတယ်။ဒီပေါ်မှာချင်းချင်းပြန်ပြီးတော့မှအယုတ်ကတဲ့ပွဲကတော့ကျွန်တော်မိဘပြည်သူတွေတတ်တော့အခုဆိုရင်ဖြောဖြေးဟာတာဗီဒီယိုတပုတ်လို့ဖြစ်နေတာပြီးတော့မှသူတို့ရဲ့ဒီ attention လိုချင်နေတဲ့ယောဂါဆိုလည်းအခုပြန်ပြီးတော့မှတခေပြန်ထလာတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဒီ မိသားကြီးဆိုတဲ့ငရေကနေပြီးတော့ဇော်ပွဲအောင်ပြီးတော့ပြန်ပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒါကျွန်တော်အိမ်နိုင်ငံလာနေထောင်ထားတာအာဒီကောကျွန်တော်ပီတီရောက်နေမှဆောက်ပြောနေဒုက္ခပဲလို့ပြောဟိုမျိုးမျိုးတက်မလို့တိတ်ခါကြောက်လုံနေတာဒါကြောင့်ကျွန်တော်ဒီကောတင်းလေးစီပြီးကျွန်တော်ပြောနေတာဒီကောဘာမှမဟုတ်ဘူးမင်းလေး MPY PDF အကောင်ဒီမှာကျွန်တော်ရိုက်ပလီတို့နေကြည့်အောင်ဟာအရောင်းနေတယ်ဒီမှာပဲတော့ရှူနေကြည့်ရွာကျွန်တော်ရောမှရှိတယ်ကျွန်တော်ကတော့ပြောတယ်ကေတီဘီရောက်နေဒီကောကေတီကွာတယ်ဒီကောဖျက်တယ်ဟာ တို့ကဖရားတယ်လို့ကျွန်တော်ပဲတို့ရဲ့တို့ရဲ့ဒီမှာကြည့်လိုက်ဟုတ်အဆင်ပြေတယ်နိုင်ငံမတွေ့ဘူးလားလို့စပွဲဒီကာလမှာနိုင်ငံစမန်ချိုးကောင်စီဆွဲဖွင့်နေကျွန်တော်ယော်ယော်သားနေစူးစမ်းထုတ်ခဲ့တာလေဖရားကြောင်းကနေနေဖရားကြောင်းကနေနေငိုကြီးဖရားနေနေဒီကောင်မူးကြောင်ကြောင်ဘာလျှောက်ပြောနေမှမသိဒါကျွန်တော်အပွားနေမယ်မာဒါကျွန်တော်အေးမနိုင်ငံတော်လိုင်းလွှဲထားတာကျွန်တော်အပွားနေမယ်ဆီမှာနိုင်ငံတော်လိုင်းကျွန်တော်မှာချက်သားတိနေလို့ထားမှာ တော်ဘီတမလာကြီးဖြစ်ရင်ကျွန်တော်တို့ထူပြီးတော့ဂုံပြမှာဆိုလောက်ထားတဲ့အရာတွေကျွန်တော်ကြောဝါနဲ့တခါမှမရှိဘူးဒီမှာကျွန်တော်အိမ်ကိုကြည့်ရုံတော့မှာတိတ်မောင်းနှောင်းကြောက်တန်နေကျွန်တော်မေးကြည့်ရုံကျွန်တော်ရွာပြောက်တိုးတန်နေလဲကြည့်ရုံကျွန်တော်တိတ်ကိုတောင်းနေကြည့်ကုန်ခံပြီးတော့တိုင်းပြည်နဲ့လူမျိုးပါတာတာအတွက်တက်တော်ကြီးပြလုပ်နေတာဒီကောင်ဟာ PDF တကယ်ကပေးနေပေးရော် ီကောင်းတဲ့ချင်းချင်းပဲမြေမဘောမအရေဆိုပြတော့ပါနော်ဆွဆွပြောဆိုထားကြတာဖြစ်တယ်ကျွန်တော်ဒီကောင်းရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှရှေရှေဝဲဝဲမပြောချင်တဲ့အတွက်အကြောင်းမလို့ကြီးရှုနေကြတဲ့မြေဘာပြည်သူတွေကလည်းမြေတော်မှာပဲကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်ဒီကနေ့အားလုံးတောင်းဆိုပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမသကောင်ဖြစ်တယ်ပါနော်ပေါကရုံးကနေပြတော့မှကျွန်တော် NUG ရဲ့ကြာဆုံးခမကြခင်မှာလာတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့အားချောင်ပြောဆိုထားရတဲ့အရလေကျွန်တော်တက်ချက်တော့နှာထောင်ကြည့်လိုက်ရအောင်ဆိုအလင်းခမ်းပါများတော့ဟိုတဘောပေါက်လာလို့ခမ်းပါများတော့လေ PDF တွေကအမြင်မှန် တိလာတော့အဲ့လိုပဲအလင်းဝင်လာတဲ့လူတွေအများကြီးပဲအဲ့တော့ဥစဉ်ပြောချင်တာကနောက်ထပ် PDF တွေမှရှိသေးတယ်ဆိုလို့ရှိရင်ပေါက်ကုတ်တော်ရဲ့ပေါက်ဆရာတော်ဆိုတဲ့ Telegram လည်းရှိတယ်နောက်တိတော့မှလည်းဥစဉ်ကအကောင်နှစ်ကောင်လောက်တုံးကောင်လောက်ထားတယ်အမှဥစဉ်နော်လက်ရှိဒီကောက်ကိုတုံးတယ်အဲ့တော့ဥစဉ်ပြောချင်တာကဥစဉ်ရဲ့စာဖို့ပါမှတ်တော့မစွန့်စရာဘူးမှတ်တော့မစွန့်စရာဘူးနော်အမှန်တရားပြောဖို့တော့လိုတယ်အမှန်တရားဝန်ခံဖို့တော့လိုတယ်အခု PDF တွေလင်းဝင်လာတယ်မိဘအုတ်ထင်းလူထိုင်နေအပ်တယ် အဲ့နဲ့ပါရင်ဘလောက်ဘလောက်ဆိုတာမစားကန်နိုင်ငံတော်ကနေမကြက်ကြန်းတာဗျာဂုံပြူမှန်တာလည်းကိုကြီးမြင့်တာရအများကြီးပဲအဲ့တော့ဘာပဲပြောပြဥစဉ်တော့ဟာ PDF တွေကငါကဟိုကလုတ်ခဲတဲ့ဒီဟာလုတ်ခဲတဲ့ဥစဉ်တော့အဲ့ဒါကိုပြောလို့မရဘူးနော် PDF တွေကလုတ်ခဲတော့ပြစ်ခဲတာစစ်ဖြစ်ခဲတာဒါအပြစ်ပြောလို့မရဘူးအဓိကတော့အပြစ်မဲ့ပြူတွေရက်ဆက်ဆက်မတတ်ခဲဘူးရက်ဆက်ဆက်မလုတ်ခဲဘူးတော့ရေးကြည့်တာဗောနော်စစ်တိုက်တဲ့နေရာမှာတိုက်ပြီးလို့ဟုတ်ပြီတူတို့တွေဒါတိလာလို့အလင်းဝင်လာတဲ့ဆိုတော့ဥစဉ်တော့လက်မခံလို့မရဘူးလက်ကိုခံပေးရမှာလက်ခံပေးရမှာအဲ့တော့နိုင်ငံတော်ကလည်းကြိုးစိုးရတယ်နိုင်ငံတော်ကလည်းဥစဉ်ကကိုကပြောပြီးတာက 大多数不能说大，比如唐山西煤路，大多数的民族融合比比比如唐山没西五路。啊，南安那欧超的嘞，多少嘞？大帕克没？帕克没？啊，南安那也欧超的，喏。啊，别的就就路勒看病的嘞，说嘞，有的那那那台湾那边的居民嘞，比较比较大年年有个大不少年的民，民们也路大路的路了大哩。啊，别的的啊，到处看不活干的，每年就那路路勒的年年呢，不好多多的，有些大光宗没？光宗没？就喝烧烤比较的，好吃。路这呢，我问哪？问路问大爷，问路问哪？喏，问哪？ ိုင်းသားတွေကတို့တို့ရချင်ရရစရာရှိရရမယ်ယူစရာရှိရယူပြီးရတော့အေးစစ်စစ်ပဲတို့တို့ကမင်းတို့စောင့်ခံပါဗမာဆိုတာတော့အတုံးချခံဘဝပဲကုတီရနေရအတုံးချနေရပဲနော်အဲ့တော့မရေရတကြောမှာရှိတဲ့ PDF တွေမင်းတို့အလင်းဝင်ကျင်နေဆိုရင်ဆက်တွယ်ပြီးဝင်လို့ရတယ်ဆက်တွယ်လို့လည်းရတယ်တပိတ်ကျင်းနေမှာရှိတဲ့ PDF တွေအခုမင်းတို့တွေကတချို့ PDF အောက်လက်လက်တာတွေထောက်ဖို့တွေဒါကြီးဝါချမ်းသာနေတာထောက်ဖို့တွေတချို့ထောက်ဖို့တွေဆိုရင်ဘယ်လောက်ထိလူဝါဝါလဲဆိုဒီတက်မတော်နဲ့လည်းပေါင်းတယ်တက်မတော်လည်းတည်င်းပေးတယ်ဟိုဘက်ကလည်းတည်င်းပေးတယ်ဒီမန္တလေးရောက်လာလို့ရှိရင်တို့တို့ကဒီတက်မတော်ထောက်ခံတဲ့ တချို့လူကြီးနဲ့နေပြည်တော်ကလူကြီးနဲ့တောင်တည်ရဗျာကဲနေပြည်တော်ကအကောင်ကြီးနဲ့တောင်အဲ့ကောင်နဲ့တည်နေတာကဲဟိုမှာရောက်တာ PDF ပဲကဲဒီငါပေါ်တော့သူတို့ခုဆိုဆက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့တော်လိုင်းရရဆိုတွေနဲ့ NUG ကြားမှာပေါ့နော်ဒီလိုမျိုးသူခွဲစကားတွေပြောဆုံနေတာဖြစ်တယ်အခုကျွန်တော်တို့တည်ထားတဲ့အတိုင်းပဲတေးရဲ့လက်ချက်နဲ့ပဲစကောင်ဆက်နေပြီးတော့မှလာရှုမျိုးကိုပြန်လဲရရနေတဲ့အချိန်မှာကျွန်တော်တို့ဒီလာရှုမျိုးတင်တဲ့ဘက်မှာပေါဝင်ခဲ့ကြတဲ့ အညာဒေတာက PDF တွေဟာဆိုရင်တိုင်းတလင်းနဲ့ကန်တဖုံတွေအသုံးချခံတက်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့ကောင်းနေတော့ပဲဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဆုံးဗီဒီယိုသဘောအနေနဲ့အဘာသာကိုကြီးဆိုတဲ့ငန်းတွေကနေပြီးတော့မှတော်လိုင်းရအားစုတွေနဲ့ PDF တွေကိုတွေးခွဲစကားတွေဘယ်လိုမျိုးပြောထားမလဲဆိုတာစပီရမချိလိုက်ရအောင်နော်။စကိုင်းတိုင်းကိုမှုရင်ကောင်းမလား။နော်ရခိုင်ကိုနှိုင်းရင်ကောင်းမလား။စဉ်းစားနေတဲ့အချိန်ပဲရှိသေးတယ်ဟုတ်လား။မင်းတို့ပြောသလိုပေါ့ကွာသိရမလား။မင်းတို့ဒါရှို MNDA လက်ထက်ကနေပြီးတော့တင်းယူတာမဟုတ်ဘူးလို့သိမှာပါ။ ဘာလို့ညာလို့ဆိုတဲ့ကိစ္စနော်အဲ့ဒါစိုးတယ်ကွာနော်တိုက်ပြီးတင်းယူလို့ရှိရင်တော့မှကွာမင်းကလည်းရန်သူကကိုယ်တနေ့ကနေချောင်းပြီးတော့ဒုက္ခပေးဖို့စဉ်းစားအောင်မယ်တော်တဲ့ဝင်သွားပြီးပြန်ဒုက္ခပေးဖို့စဉ်းစားအောင်မယ်အခုစားတိုက်ယူတာတဲ့စိုးတယ်ကွာမင်းတို့အတွက်ကတော့နော်ငါတို့က align လုပ်လိုက်တဲ့ပုံစံနော် align ဆိုတာဘာလဲဒီလားမဟာမိတ်လုပ်လိုက်တာနော်မင်းတို့ဒီ seminar စစ်ကြောင်းနေအောင်စားဒီ MND ကနေပြီးတော့လုံခြုံရေးယူပေးထားရတယ်နော်ရှမ်းမြောက်မှာဆိုလို့ရှိရင် DNA လေးတကောင်ပဲကြံတယ်အရင်ဆိုင်နေအဲ့ရင်ဆိုင်နေကိုလည်းသူ့တဲ့ ARD MND နဲ့ဝါနဲ့ထိမ်းမှာနော်ငါတို့ဒီလက်ထက်ဖက်ကြီးကအားပါတယ် เนาะโดนเสียก็တော့มีအမော်မာတော့ကွာအဲခီးရဲမှာဒုံဆွမ်းရင်ပြပြုံလိုက်ပြုံလိုက်ကြီးပဲရှောပရိမချီဦးထင်တယ်နော်ဒီခါဒီခိုင်မာလဲမင်းဒီစစ်တွေနဲ့ဒီကြောက်ဖြူချားမှာနော်ပိဆက်လိုက်ရတဲ့အာရခတ်တော်ကြီးနော်အာခန်အာမီရဲ့ပိဆက်မှုရတယ်အရန်များနေပြီကွာဒီလားဒီဘက်ကိုထက်တက်လာဖို့ဆိုတော့လဲမဖြစ်နိုင်ဘူး ARU တိုင်းငိမ့်ချမ်းနေတယ် AC ပဲဟုတ်ပြီလားအဲ့တော့မင်းတို့အရှုံးဘက်ကိုရောက်သွားပြီဒီနေရာမှာ ပြောချင်တာကတော့ငါတို့ရဲ့ဒီဗမာလူမျိုးတွေပေါ့လူငယ်လေးတွေပေါ့နော်ငါတို့ PDF လေးတွေမင်းတို့တွေကိုအမြဲကြိုးစိုးနေတယ်နော်အခုဆိုလို့ရှိရင်အတုတ်လိုက်အတုတ်လိုက်အတုတ်လိုက်တွေကြီးပဲအလင်းဝင်တာကဲကြားတယ်နော်ကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းပဲရှေ့မှာငါပေါ်သွားတယ်ပြီးတော့မှပဲ PDF တွေအခုဆိုရင်အလင်းဝင်လာတာတွေလည်းရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ခက်စစ်စိတ်တယ်လို့မျိုးဝါဒဖြန့်ပြောဆိုမှုတွေကဒီတော်လိုင်းရင်းမှာဒီစကောင်စီသားတွေကအရင်နေနေပြီဆိုတော့လည်းကျွန်တော်အခုဆိုရင်သူတို့ကိုယ်တိုင်ကနေပြီးတော့မှထုတ်ပေါ်ပြောကြားတဲ့ပုံစံမျိုးနဲ့တွေ့တာဖြစ်တယ်နောက်တစ်ခုကကြတော့ ျွန်တော်ရဲ့ညူဂျီနဲ့တော်လိုင်းရဆိုတဲ့အနေနဲ့ပြီးတော့မှ PPC စီနဲ့တော်လိုင်းရတိုက်ပွဲထိုးစစ်တွေဆင်နွှဲနေတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ပြပအားကိုပြီးတော့မှတီအိုရဲ့အကူအညီနဲ့အားရှုံမျိုးပြန်လဲရောက်နေတဲ့ပုံမှာတိုင်းတလင်းနဲ့ခိုင်တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှကျွန်တော်တို့ NUG လျောက်က PDF တပ်ဖွဲ့ဝင်တွေကိုအုံချနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီတွေ့ခွဲတဲ့ရှုံနေလမ်းတွေကိုစတင်ပြီးတော့မှအုံပြလာတာဖြစ်တယ်။ဘာပဲပြောပြောကျွန်တော်တို့တော်လိုင်းရဆိုတဲ့ပြီးတော့တရလုံးကတော့ခုချိန်မှာတော့စစ်စီလုံးလုံးနဲ့ ဒီတော်လိုင်းခရီးမှာရှစ်သက်ချီလာနေကြတာပြပရိုမမချခင်မှာတော့2025ခုနှစ်စစ်ကောင်စီ Face a Nation စနစ် Future ရဲ့မှာပြီးတော့တရားလုံးပူပေါင်းပြီးတော့မှအားလုံးမျှော်မနေတဲ့ Federal Democracy လမ်းစဉ်ကိုရရှိနိုင်တော့မယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့မှပိုင်းဗီဒီယိုကိုဒီနေ့မှပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မြို့ပါပြည်သူများလို့အထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြေ့နဲ့ပြည့်စုံပြီးတော့မှတရားရဲ့ချက်နဲ့နေ့တည်လေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။